မင်္ဂလာပါရှင်ရှဲဂိုမီဒီယာကနေရှဲပြည်နယ်အတွင်းမြေငလင်းလောက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့တဲ့တွင်ကိုတင်ဆက်ပါမယ်ရှင် 2025ခုနှစ်မတ်လ28ရက်နေ့စန္ဒနာ51မိနစ်အချိန်ခန့်တွင် ပြင်းအားရစ်တက်စကေခွန်တတမခွန်အစင်ရှိအင်အားလွန်ပြင်းငလျင်လောက်ခတ်မှုကြောင့်ရှမ်းပြည်နယ်တွင်မြို့နယ်73မြို့နယ်၌သာသနိကအဆောက်အအုံများဌာနအဆောက်အအုံများလူနေအိမ်များထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် လူသေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရပါသည်။အင်အားလွန်ပြင်းငလျင်လောက်ခတ်မှုကြောင့်ယနေ့နံနက်9နာရီအချိန်အထိမြေပြင်ဆိုင်ရင်ကောက်ယူရရှိမှုဇင် ရင်ဆရာများအရာရှမ်းပြည်နယ်အတွင်းမြို့နယ်73မြို့နယ်ရှိ သာသနိကအဆောက်အဦများဖြစ်သည့်ဖရာစီကြီး133စုဘာသာရေးအဆောက်အဦ58ခုနဲ့အုတ်တိုင်း9ခုတစိမ့်တစ်ပိုင်းပျက်စီးခဲ့ပါတယ်။ထို့အတူဌာနပိုင်အဆောက်အဦတစ်လုံးပြုကြခဲ့ပြီးဌာနပိုင်အဆောက်အဦဝန်ထမ်းအင်အားတူလောင်ယုံနဲ့အခြားအဆောက်အဦ82လုံးနဲ့အုတ်တိုင်း26ခုတစိမ့်တစ်ပိုင်းပျက်စီးခဲ့ပါတယ်။အလားတူလူနေအိမ် င်2354လုံးပြိုကျပျက်စီးခဲ့ပြီးနေအိမ်1206လုံးနဲ့ပုဂ္ဂလိကအဆောက်အဦ17လုံးတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီးလူနေအိမ်အုပ်တတိုင်း130ခုပြိုကျပျက်စီးခဲ့ကြောင်းသိရပါတယ်ထို့နေတူအခြေခံပညာကျောင်းစာသင်ဆောင်၄လုံးအခြားဆက်တစ်ခုပြိုကျပျက်စီးခဲ့ပြီးပညာရေးမှုရုံးအဆောက်အဦ၄လုံးစာသင်ဆောင်136လုံးဝန်ထမ်းအင်အား3လုံးအုပ်တတိုင်း34ခုအခြားတစ်ခုတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကြောင်းသိရ ပါတယ်။ထို့အတူအောင်ဘဟိုတယ်တလုံးပြုကြပျက်စီးခဲ့ပြီးညောင်ရွှေမြို့အင်းလီဒေသရှိဟိုတယ်ဆယ်လုံးနဲ့ရွှေညောင်မြို့ဟိုတယ်တလုံးတောင်ကြီးမြို့တဲခိုခန်းတလုံးတစိမ့်တစ်ပိုင်းထိခိုက်ပျက်စီးမှုများဖြစ်ခဲ့ပြီးပြည်내အတွင်းတရားနစင်7 kV တအားလိုင်း1.4ရှစ်မိုင်400 V တအားလိုင်း3.6မိုင်နဲ့ transformer လေးလုံးမီတာလေးလုံးပျက်စီးခဲ့တဲ့ဖြင့်လက်ရှိမြေပြင်စင်ရင်စရာများအရာထိခိုက်ပျက်စီးဆုံးရှုံးမှုခ က်မန်းတန်ဖိုးကျန်939တဒမလီ3တန်ခန့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိကြောင်းသိရပါဗျ။အင်အားလွန်ပြင်းငလင်းလောက်ခတ်မှုကြောင့်လူနေအဆောက်အဦဟိုတယ်နဲ့အုပ်နေရန်ပြိုကျမှုများကြောင်းယနေ့နက်9နာရီအချိန်အထိမြေပြင်စရင်ကောက်ယူရရှိမှုစီရင်စရာများအားရှမ်းပြည်နယ်တွင်လူ64ဦးသေဆုံးခဲ့ပြီး62ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျ။အဆိုပါအင်အားလွန်ပြင်းငလင်းလောက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုလူသေဆုံးမှု များဖြစ်ပေါ်ခဲ့သည့်မြို့နယ်များသို့ရှမ်းပြည်နယ်ဆိုရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်၏အနီးကပ်ကြီးကြံမှုဖြင့်ပြည်နယ်ဆိုရအဖွဲ့ဝင်ဝန်ကြီးများရှမ်းပြည်နယ်တဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊နေမြေခံတပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊ကုညီကယ်ဆယ်ရေးအဖွဲ့များကငလင်ပေတန်းတင်ခဲ့သည့်မြို့နယ်များတွင်ရှားဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီးထိခိုက်ပျက်စီးမှုများသည့်ညောင်ရွှေမြို့နယ်တွင်ကယ်ဆယ်ရေးစခန်းများအားတိမ်တန်းကြောင်းတွင်တစ်ခု နဲ့ခိုလုံသူ96ဦးတာလီယာထကကျောင်းတွင်တစ်ခု နောင်ကန်ကျောင်းတွင်တစ်ခုနဲ့ခိုလုံသူ30ဦးကုန်းသာကျောင်းတွင်တစ်ခုနဲ့ခိုလုံသူ30ဦးဝါဆိုကျောင်းတွင်တစ်ခုနဲ့ခိုလုံသူ39ဦးစုစုပေါင်းယာယီကယ်ဆယ်ရေးစခန်း5ခုနဲ့ခိုလုံသူ183ဦးရှိပြီးဈမိုင်းဆောင်ရှောက်မှုလုပ်ငန်းများကို အချိန်နဲ့တပြေးညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါတယ်ရှင်